မိုက်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ဆက်တဲ့ချိန်ကလိုမျိုးပေါ့နော်ကျွန်တော်ဒီကီလေလုံးပေါ့နော်ကီလေလုံးဒီမှာတော့၅မျိုးဖြစ်ပါတယ်ပေါ့နော်အဲ့ဒီ၅မျိုးထဲကကျွန်တော်တို့ဒီဆက်နှစ်ချိန်အတွက်လည်းဒီ၅မျိုးကိုပဲတုံးသွားမှာဖြစ်တယ်ပေါ့နော်အဲပြီးခဲ့တဲ့ပတ်မှာ၃ခုနေဆိုတဲ့အတွက်၄၉၄၉၃ပေါ့နော်အဲ့ဒီမှာကီး၅မျိုးစလုံးပဲ OK တယ်ပေါ့နော်ပရိတ်ကလည်း၃ခုနေဆိုတဲ့အတွက်၄ပရိတ် မျိုးလုံးပေါင်းရှင်းအတန်လည်း9ရက်2ရက်2ရက်9ရက်ပေါ့နော်โอเคတယ်ပြီးတော့ပိတန်လည်းโอเคတယ်ပေါ့နော် break ကကျွန်တော်တို့ဒီမှာ lay break ဆိုတော့ဒီမှာနှစ်သုံးခုတခုတည်းရှိတယ်ပေါ့နော်โอเคအဲ့လိုမျိုးပဲကျွန်တော်တို့ဒီ7ချိန်မှာလည်းကျွန်တော်တို့ဒီ9မျိုးကို ပြပြီးသွားမှာပေါ့နော်ကျွန်တော်တို့၃လုံးပေါင်းရှင်းပရိတ်တွေပိတန်တွေနဲ့အနည်းချုပ်ပြပြီးသွားမှာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီ7ချိန်မှာ အထီကီးက၅မျိုးဖြစ်တယ်ဗောနော်အထီကီး၅မျိုးအဲကဏ္ဍက၄လုံးစီရှိတယ်ဗောနော်โอเคဒါကတော့ကျွန်တော်ပြည့်ခဲ့တဲ့တစ်ပတ်မှာဤအဆက်ဖြစ်ပါတယ်ဗောနော်ဤဒီကတော့ကျွန်တော်တင်ထားပြပြဖြစ်ပါတယ်ငါရှောက်တင်နေကီးဖြစ်ပါတယ်ဗောနောပြီးရင်၄6 7တများအစုံအထီကီးဖြစ်ပါတယ်၄6 7တများနှီးတွေကျွန်တော်တို့အဲဂျိုင်းနေတဲ့မိတ်ဆွေတွေအတွက်အဲနှီးတွေအများကြီးတင်ပေးထားတယ်ဗောနော ဒီတဲကမှမိမိတို့ကြိုက်တဲ့နှီးကိုပဲရွေးရှည်သုံးပြီးပေါ့နော်ကျွန်တော်ကတော့ဒီကီလေးလုံးပင်ရှည်ကီလေးလုံးကိုပဲကျွန်တော်စုပြတော့မှာဖြစ်ပါတယ်အနည်းချုပ်ပြပြီးတော့မယ်ပေါ့နော်2 3 8 3များကီ Okay ကီတစ်ခုခုပေါက်ပြီးဆိုတာနဲ့ဒါကြီးကအကျုံးမဝင်တော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်တိုက်ဆိုင်ရင်တော့ရမယ်ပေါ့နော်ဆိုတော့ကျွန်တော်ဒီမှာအဲဒီကီ9မျိုးကိုတုံးလုံးပေါင်းရှင်းပရိတ်ကလည်း ရိတ်ပေါ့နော်သုံးလုံးပါရှင်ပရိတ်ကလည်းပြီးခရေတပတ်လိုမျိုးပဲကိုယ်တော်များနေ3 4ရောက်ပဲရနေတယ်ပေါ့နော်ဒါတော့ပင်ရှင် ပင်ပေါင်း90ကျော်ရှိသွားပြီပေါ့နော်ပြည့်ပင်တော့လုံးဝမရှိသေးဘူးပေါ့နော်โอเคကျွန်တော်ဒီဆက်နဲ့ချိန်မှာလည်းဒီပရိတ်6လုံးတိတ်ဆိုင်ရင်ပေါ့နော်အဲဆိုရင်ကျွန်တော်ပေတန်ကပြီးခရေတပတ်လိုမျိုးပဲအတူတူပဲပေါ့နော်နေ3 4 5 6ရယ်ခွန်ရှိကိုတုံညာတည်ဖြစ်ပါတယ်ဒါဒီနတန်းတီဖြစ်နတန်းအတီပေါ့နော်နောက်ထပ်တစ်ခုပေတံကလည်း ကျွန်တော်ပြီးခဲ့တဲ့တပတ်လိုမျိုးပဲပေါ့နော်ဒီနေ့လေး9ခွန်ရှိရဲ့9တောင်ညာ136ဖြစ်ပါတယ်ခင်ဗျာအဘောတတန်းထဲလေးမှာပြီးပေါ့နော်အော်ဒတန်းပါနှစ်တန်းအထီဖြစ်ပါတယ်နေ့လေး9ခွန်ရှိရဲ့9တောင်ညာ136ဖြစ်ပါတယ်ခင်ဗျာ9တောင်ညာ136ပြီးခဲ့တဲ့တပတ်လိုမျိုးပဲပေါ့နော်နှလုံးပေါင်းရှင်းဘရိတ်ကတော့ကျွန်တော်ဆက်ပြီးလေ့လာကြည့်အောင်ပါနော်ဒီပရိက္ခအတူတူပြီးတော့ပေးတဲ့ငါလေးအတူတူဖြစ်ပါတယ် ဒါဆိုရင်ဘဲတိုတဲ့ကနန်းနှလုံးပေါင်းခြင်းပရိတ်ကိုဆက်ပြီးကြည့်အောင်ပြီးခရတဲ့ဘက်မှာဒီနရောဒီနှလုံးပေါင်းခြင်းအတံမနောဒါဆက်ဆက်တဲ့ချိန်ကဟာဖြစ်ပါလေ၃၉နှစ်ဆိုတဲ့အတွက်ဒီနရောဒီ၃ရက်နေ့ရပေါင်းခြင်းက၃၉ပေါင်းခြင်းနှစ်ပေါ့နော်အဲဒီမှာလေ၃၉ပေါင်းနှစ်၃နှစ်နှစ်ပေါင်း၅၉နှစ်နှစ်ပေါင်းဆက်တဲ့ဆိုပြီးတော့ကျွန်တော်ပေါင်းခြင်းအတံ၄မျိုးစလုံး OK တယ်ပေါ့နော်ဒီဆက်တဲ့ချိန်မှာကျွန်တော်တနည်းတစ်ခုကျွန်တော်စောင့်နေတဲ့ ဤတစ်ခုရလာပြီဖြစ်တဲ့အတွက်ဒီမှာက383မြောက်ကိထပ်ပေါ်လာတယ်ပေါ့နော်။တုံမြတ်358ရဲ့249ကပုံသေးဖြစ်ပါတယ်ပေါ့နော်။249ကပုံသေးပြီးရင်165ရဲ့167ရဲ့167ရပါတော့ပြီးတော့ကျွန်တော်တို့9373များဖြစ်ရမယ်ပေါ့နော်ကနေနှလုံးပေါင်းရင်9တုံမဟုတ်3တုံမဟုတ်8တုံမဟုတ်3ညဖြစ်ရမယ်ပေါ့နော်ဆိုတော့ဒါလေးကိုကျွန်တော်ညှိလိုက်တယ်ပေါ့နော် တီတွေနဲ့ရှုပ်လိုက်တော့အကိုပရိမာဆိုလို့ရှိရင်ဘာလို့ရှိမလဲဆိုတော့ကျွန်တော်တို့တို့ဆက်ပြီးလေ့လာကြည့်မှာနော်ဒီကိုပရိမာဆိုလို့ရှိရင်တခုသေးပဲဖြစ်ပါတယ်၃၄၅တခုသေးဒါလည်းကျွန်တော်ရှိတယ်ပါနော်โอเคနောက်ထပ်ကျွန်တော်ဒီ၃၅ပရိပေါ့နော်၃၅ပရိမာဆိုလို့ရှိရင်ဒီ၃၅နေရှင်ရဲ့ပြီးတော့၃၅၄၆ရဲ့ဆိုပြီးတော့၃၅ပရိမာ နက်ကွက်ရှိတယ်ဗောနော်ပြီးရင်နေပရိတ်ဖြစ်ပါတယ်နေပရိတ်မှာတော့မရှိဘူးခင်ဗျာကျွန်တော်ဖြစ်လိုက်တာဗောနော်နေရှိပရိတ်မှာမရှိဘူးဆိုတော့၃ပရိတ်ကိုဆက်သွားမယ်ဗောနော်အဲ့ဒီ၃ပရိတ်မှာဆိုရင်ညတင်းနေရယ်ပြီးရင်ည5ရှိရယ်ဆိုပြီးရှိတာဖြစ်ပါတယ်ခင်ဗျာ၃ပရိတ်ချိန်နေတဲ့တည်းဆိုရင်တော့ဒီနှစ်ခုသေးပဲဗောနော်အကယ်၍မေရှိတက၄ break ကိုကြိုက်တယ်ဆိုရင်တော့၃ည6ချီပဲရှိမယ်ပေါ့နော် ကိုယ်တုံညာနေတုံလေးလေးပြီးတော့6ပရိတ်ကိုဆက်ကြည့်အောင်လေးပရိတ်ဆိုရင်တော့တစ်ခုသေးပဲပေါ့နော်ပြီးရင်ဒီ6ပရိတ်မှာတော့3 6ခွန်တစ်ခုရှိတာဖြစ်ပါတယ်အလေးကိုတော့ကျွန်တော်အားရမှာဖြစ်တယ်ပေါ့နော်အားပြရမှာဖြစ်ပါတယ်โอเคဒါဒီပရိတ်အလေးပေါ့နော်ဒါလေးကိုကျွန်တော်ဒီဒီလိုလေးစုထားတာဖြစ်ပါတယ်ဒါအကျန်းလောက်ထားတာပေါ့နော်9 6တင်းနေကိလေး6တုံညာကိဒီကိ9မျိုးကိုမှကျွန်တော် ဒီကိုတုံများနဲ့36ပြိနဲ့တခုရှင်းစီထက်ဖြတ်တာဖြစ်ပါတယ်ဗောနော်အဲကီးဒီနဲ့ထက်ဖြတ်တဲ့အချိန်မှာဒီမှာဒီလိုလေးလေးကျန်နေဗောနော်အဲဒီကီးလေးမျိုး၅မျိုးဗောနော်အကုန်လုံးညီထားတာဒီဟာလေးရှိတယ်တရားလေးကောင်မှာပေတန်နဲ့ထက်ဖြတ်တာဗောနော်အဲကီးဒီနဲ့ဖြတ်တယ်ပြီးရင်ပေတန်နေနဲ့ထက်ညီတယ်ပြီးရင်ကျွန်တော်နှလုံးပေါင်းရှင်းအတန်နဲ့ထက်ညီတယ်ဗောနော်နှလုံးပေါင်းရှင်းအတန်ကတော့ကျွန်တော်ကီးလေးလေးလုံးကို ယူထားတာဗောနော် အဲ့ဒါ okay ဒီမှာတော့တင်ကွက်အနေနဲ့ကျွန်တော်ထပ်ပြီးကြည့်အောင်ပါတော့ okay ကျွန်တော်တင်ကွက်အနေနဲ့ဆက်ပြီးလေ့လာကြည့်အောင်အပူဆိုရင်တော့၃ညနေ့၃ညရဲ့နေ့နေ့၃ညရဲ့ဆိုပြီးရှိမှာပါတော့နေ့ပရိနဲ့လေးပရိဖြစ်ပါတယ်ဒီနေ့ပရိမှာဆိုရင်နေ့၃ည၃ညထည့်ရမယ်ပါတော့၃ညနေ့၃ညဖြစ်ပါတယ် okay နောက်ထပ်ကျွန်တော်၄၅၆ကီးဆိုပြီးတင်ပြထားတယ်ပါတော့၄၅၆ကအာနေ့နှမျိုးရှိတယ်၉၃၃ညကတော့အလေတော့မဟုတ်အပိတ်ပါတော့ ကို33များဆိုတော့ဒီမှာညီတာ3ညာ45ပေါ့နော်ပြီးရင်3ညာ46ညီတာဖြစ်ပါတယ်3ညာ3နှစ်ကတော့3နှစ်မပါဘူးပေါ့နော်3ညာ58က3ညာ5အတွဲပါတယ်3ညာ68မှာကျတော့3ညာရဲ့6ရဲ့ပါတယ်ပေါ့နော်3ခွန်6မှာ36အတွဲပါတယ်ပေါ့နော်ဆိုတော့အဲ့ဒီအစိမ်းရောင်ခြေထားတွေဟာပို့ပြီးအားသာသွားမယ်ပေါ့နော် โอเคအဲ့ဒီအထဲမှာကျွန်တော်ဒီ9ရှစ်ပြိပေါ့နော် sorry 9ရဲ့6ရဲ့9ရဲ့လုံးပိန်အားနေတယ်ပေါ့နော်အဲ့ဒီဟာအကြောင်းမို့ဆိုလို့ရှိရင်ဒီအစိမ်းရောင်ခြေထားတွေဟာဆိုရင်ကျွန်တော်တုံများ၄၆တဲတကွယ်ပေါ့နော်တုံများ၄၆အပတ်လေတကွယ်ပြောတာပေါ့နော်တုံများ၄၆ုံကနန်းပေါ့နော်တုံများပြိတစ်ခုတာလည်းရှိတယ်ပေါ့နော်အကယ်၍9ရှစ်လုံးပိန်အားနေတာ okay မယ်ဆိုရင်ပေါ့ခင်ဗျာ โอเคဒါဆိုရင်ကျွန်တော်ဒီအပြီးခွေကနန်းခုနှစ်လုံးထဲက၃လုံးအပါနီးပေါ့နော်အဲခွန်ခွန်ကို903ခွန်ခွန်ဟာဒီပြည်ခရစ်တပါကလည်းဒီနည်းနဲ့ရှုပ်ပြီးထားတာလေโอเคတယ်ပေါ့နော်3569 89 3များဆိုတဲ့အတွက်ကြောင့်မို့ထပ်ပြီးကြည့်အောင်ပေါ့နော်3569 89 3ဖြစ်ပါတယ်ဒါဆိုလို့ရှိရင်3 4 5ဒီမှာ3 4 5လေးပါတယ်ပေါ့နော် ြီးရင်ကျွန်တော်တုံညာနေရှိကြည်တော့တုံညာနေကတုံနေမပါဘူးပေါ့နော်တုံညာလေးချောက်ပါတယ်တုံညာ၅၈ကိုကြည်တော့တုံညာ၅၈ပါတယ်ပေါ့နော်တုံညာတင်းနေကမပါဘူးအဲတုံညာ၆၈ကလည်းပါတယ်ပေါ့နော်၃၆ခွန်မပါဘူးပေါ့ခင်ဗျာโอเคဒါဆိုလို့ရှိရင်ကျွန်တော်ဒီအနီအောင်စတာပြထားရတာပို့ပြီးတောင်းသွားမယ်ပေါ့နော်ပို့ပြီးတော့အတာသွားမှာဖြစ်ပါတယ်โอเคနောက်ထပ်အနီနဲ့ကျွန်တော်လုံးပိန်နဲ့ထပ်ပြီးညီကြည့်အောင်ပေါ့နော် လုံးပိန်ကားဒီဟာဘောနောဤအတိဖြစ်ပါတယ်နိနိတချင်းလေးတောင်းချစ်ချောက်တောင်းနိတောင်းများကိုခွန်ခွန်ကိုခုနရသုံးခွန်ခွန်ရှိကိုလေးအားချောက်တောင်းရှောက်ရှိခွန်နိနိခွန်သုံးရှိရှိတောင်းတောင်းများကိုတောင်းငါနိတောင်းကိုနိလေးရကိုရဆိုပြီးတော့ဖြစ်ပါတယ်ဘောနောနောက်ထပ်လုံးပိန်တစ်ခုက6ဆိုပြီးရှိတာဖြစ်ပါတယ်โอเค6လေးကိုကိုလည်းကျွန်တော်ထည့်ထားတင်တယ်ဘောနောအဲဒီအပြည့်ခွေကနန်းမှာလည်းကျွန်တော်6လေးကိုပါတယ်ဘောနောဆိုတော့အဲ့မှာလုံးပိန်က၄ကို6ကိုဘောနော ဒီတုံမြငါရှိကတော့မပါဘူးပေါ့နော်လုံးပိန်နဲ့မညီဘူးဒီမှာတော့6လုံးညီတယ်ပေါ့နော်လုံးပိန်ဆိုရင်ပေါ့ခင်ဗျာโอเคဒါလေးကတော့ကျွန်တော်တို့အဲကီးတွေနှလုံးပေါင်းရှင်းတန်နေနဲ့ညီပြထားရှင်းဖြစ်ပါတယ်ပေါ့နော်โอเคဒါလေးကိုကျွန်တော်မဆွေးနွေးမိပြီးတော့ညာကွန်ပြီးတော့ရှင်းချင်ပြီးတော့အသုံးပြုပေါ့နော်ကျွန်တော်ဒီနှလုံးပေါင်းရှင်းအတန်ဒီနဲ့ပေါ့နော်တချောင်းချင်းတော့အဲ့ဒီနှလုံးပေါင်းရှင်းအတန်3ခုနဲ့ထန်ကြည့်မယ်ဆိုရင်တုံများ4 6ရဲ့ တုံများ9ချေရဲ့တုံများတိနေရဲ့တုံများ6ချေရဲ့တိလေးခွဲကိုကျင်လို့အားပေးရမှာဗောနော်တုံများ9 3တုံများအလေအပိတ်နေရာမှာထားရမှာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ message များအားလုံးပဲကံကောင်းကြပါစေခင်ဗျာ